part 1 video မှာကျွန်တော်ပြောမိသွားတာလေးတခုရှိတယ်။အဲ့ဒါ calculator ရဲ့ screen အကြောင်း calculator ရဲ့ screen ကိုကြည့်လိုက်ရင်ဒီ mate တမိတ်တွေလင်းနေတာက cursor ဒါတော့လူတိုင်းသိတယ်။ calculator screen ရဲ့အပေါ် button နားလေးကိုကြည့်ရင်စာလုံးလေးတွေရှိတယ်။တခြားတော့မမြင်ရဘူး။ဒါရင်းမြင်ချင်ရင် shift move အောက်တစ်ဆင့်ဆင့်6ရွေးပြီးတော့ဓာတ်ကိုတစ်ချက်ချင်းနှိပ်ပြီးတိုးလိုက်ရင်အပေါ်ကစာလုံးလေးတစ်ပြေးပြေးမြင်လာပါ ဆာလုံးလေးတွေတော့မြင်ရပါဘူး။ဒီဆာလုံးလေးတွေကပါရလဲ။ဒီဆာလုံးလေးတွေမှာသူ group နဲ့သူရှိတယ်။ဒေရှိယနှလုံးက Arsenal A သူက၈ကိုနှိပ်ထားလား FR နှိပ်ထားလားဆိုတော့ပြပေးတယ်။ရှင်းတဲ့ FR ကြောင့်တော့ဖက်ဝမ်းမှာကျွန်တော်ပြောပြထားတယ်။ဒီဘက် B ဟာကတော့ M သူက memory ဒီကောင်လေးက memory မှာ0မဖြစ်ပေါ်လာမယ်0ဖြစ်တော့ပျောက်သွားမယ်။ပြောမယ်ဆိုရင် memory ကိုတုံးနေမယ်ဆိုရင်အန်ကားပေါ်နေမယ်မတော်ရင်ပျောက်သွားမယ်။ memory အကြောင်းကိုလည်းဖက်ဝမ်းမှာကျွန်တော်ပြောထားတယ်။ နောက်ဗီနာတခုက stone record stone နှိပ်ထားလား record နှိပ်ထားလားဆိုတော့ပြပေးတယ်ဒါတော့ကျွန်တော်တူတူမပြောတော့ဘူးဒီဘက်တအုပ်စုကမူနဲ့ဆိုင်တယ်ကိုကူတွက်နေတဲ့မူက statistic လား complex လား matrix လား factor လားဆိုတော့ပြပေးတယ်ချုပ်သွားနေအောင်ဒီမူတွေအကြောင်းခဏလေးကြောပြောပြမယ်ဒီဘက်ဗီနာက drg က saturn နဲ့ဆိုင်တယ်ရှစ်မှုကိုနေလိုက်ရင်ကိုကအဖြစ်ဒီဂရီနဲ့ပေးထွက်စေချင်တာလားဒါမှမဟုတ်ရေဒီယံကပိုင်နဲ့ပေးထွက်စေချင်တာလား gradient နဲ့ပေထွက်စေချင်တာလားပေါ့ gradient တော့တိတ်မတုံး degree လည်းပုံတွေဆွဲတဲ့အခါမှာအသုံးများတယ်ဒါကြောင့်တွက်တဲ့အခါ radian မှုနဲ့ပဲပြောင်းပြီးတွက်ဖို့ကြံပေးတယ် VR တစ်ခုကလည်း set up ထဲကပဲ shift မှုကိုနှိပ်လိုက်ရင် fit ကအဖြစ်ကိုတသမပဏ္ဏလုံးလောက်ပြစေချင်တယ်ဆိုတော့ကိုအတိအကျသတ်မှတ်ပေးရဥပမာ136 by 7ဆိုပါစို့ fit ကို scientific ကိုမပြောင်းထားဘူးဆိုရင် तू က normal မှာရှိနေမယ် normal မှာရှိနေရင်ဒီအပေါ်ကဘာမှမပေါ်ဘူး normal မှာဆိုတသမနာကဲတွေအများကြီးပြပေးတယ် fit ပြောင်းမယ်ဆိုရင် fit ကိုရွေးပြီးကိုကဓာတ်သမားနောက်ကကိန်းပင်းနှလုံးပြသခြင်းလဲဆိုတာကိုထည့်ပေးရမယ်။သူကတုံညာနဲ့နိုင်အကြပဲထည့်ပေးရမှာ။ဓာတ်သမားနောက်ငါးလုံးပြသခြင်းရင်ငါးလုံးထည့်လိုက်။အဲဆိုရင်16.57143လို့ပေါ်မယ်။ဓာတ်သမားနောက်တစ်လုံးပဲပြသခြင်းရင်တစ်လုံးထည့်လိုက်16.6ပေါ်မယ်။ဒီမှာအနောက်ကိန်းကငါးထက်ကြီးတော့အရှိတစ်လုံးတိုးပေးလိုက်ရဖြစ်ပါတယ်။ scientific မှာလည်းဒီတိုင်းပဲသူကထန်ပါဝါနဲ့ပြပေးတာ။ သူက physics chemistry မှာတွေ့ရင်တော်လေးတော့ဝင်တယ်။ scientific ကိုရွေးလာရင် fit ရွေးသလိုပဲ0နဲ့9ကြာကိုကြိုက်တာရွေးလို့ရတယ်။ဒါပေမဲ့ fit လိုမျိုးဒသမနောက်ဘယ်နှလုံးပြစီချင်တာလဲဆိုပြတော့မဟုတ်ဘူး။ဒသမအရှိရောအနောက်ရောဘယ်နှလုံးပြစီချင်လဲဆိုတာကိုထည့်ပေးရမှာ။ scientific မှာကဒသမရှိဂိမ်းပြစ်တစ်လုံးပဲထားပေးတယ်။နောက်တစ်ခုက normal ။ normal ကိုနှိပ်လိုက်ရင်1နဲ့2ဆိုပြီးရွေးခိုင်းလိုက်မယ်။နောက်ခုလောင်းအတူတူပဲမို့ကြိုက်တာရွေးလို့ရတယ်။ဒီဘက်ဘေးနားဟာတွေကတော့ match သူကဒီမူလေတွေကိုဖွင့်ထားမယ်ဆိုရင်အမြဲပေါ်နေမယ်။ကျန်တဲ့ matrix vector statistic နဲ့ base number တို့လိုမူတွေဖွင့်ထားရင်တော့ math ကပုံမှန်မဟုတ်ပါဘူး။ဘာလို့လဲဆိုတော့သူက phasing နဲ့နည်းနည်းလေးစွန့်နေနေတာမျိုးပေါ့။နောက်ထပ်ဘီနာတစ်ခုက down up button တင်ဂီတ။ဒါလေးကအပေါ်ပြရတဲ့ဟာလေးကပေါ်နေပေါ်ဘက်ကိုတက်လို့ရတယ်အောက်ဘက်ကိုပြနေရင်တော့အောက်မှာတစ်ခုခုရှိတယ်စိန်ကြည့်လို့ရတယ်ဆိုတော့အတိတ်ပဲပေါ့နောက် vena တစ်ခုက disp အရှိကောက်က display prompt မြန်မာလိုဆိုလို့ရှိရင်တော့တတိပေးချက်သူကအမားတစ်ခုကိုမှားနေပြီလို့ရှိရင်ပေါ်လာတဲ့ဟာလေးစကရင်အကြောင်းနဲ့ဆက်တဲ့ထဲက fashion အချို့အကြောင်းကိုကျွန်တော်နည်းနည်းပြောပြသွားတယ်ပြီးတော့မူအကြောင်းဖော်ရအောင်မူအကြောင်းမပြောခင်အရင်ဆုံးသိထားတဲ့လေ concept လေးရှိတယ်ကျွန်တော်သင်ချာတွေ့တဲ့အခါမှာတွေ့ချက်နေရအရင်အရေးကြီးတယ်တွေ့ချက်တဲ့ပုံစံတွေကလည်းအမျိုးမျိုးရှိတယ်သူနဲ့ပဲနဲ့သူကိုရှိတာတမန်တွေ့ချက်ပုံတွေဖြစ်တဲ့အပေါင်းတို့အပြောင်းတွေ square root တွေ trigonometric function တွေဖြစ်တဲ့ sin cos tan တွေ logarithm မှာဆိုလို့ရှိရင် log တွေ entry log တွေအာ complex number တွေ statistic လို့ခေါ်ရစရင်းအင်းတွေ computer တွေမှာ torus binary system တွေ equation တွေဆက်ပြောမယ်ဆိုရင်အိပ်ပေါ်သွားလိမ့်မယ်ဒီမူတွေမှာသူ့နဲ့ပဲနဲ့သူတွေ့ချရတဲ့ပုံစံတွေကွာပါတယ်ဆိုတော့မူတွေအကြောင်းသွားမယ် မူဝမ်မူဝမ်ရဲ့အရှိကောက်ကကွန်ပျူတေးရှင်းပါမြန်မာလိုပြောင်းရင်တော့တွက်ချက်ချင်းလိုပဲအဓိပ္ပာယ်ရတယ်ရိုးရိုးအပေါင်းတော့များတွေ true ကိုချိုးတွေ log တွေ differentiation integration grade တွေသင်ချာ chapter 5မှာပါတဲ့ permutation combination တွေအထိပါတွက်ချက်နည်းတော်တော်များများကိုမူဝမ်နဲ့တွက်လို့ရတယ်ပြီးတော့ဒီဗီဒီယိုမှာ matrix နဲ့ statistic ကိုခဏလောက်ခောက်ထားလိုက်မယ် Fiber ဆိုတော့ grade 2မှာလည်းတိတ်မတော့တော့ဘူးလို့ကျွန်တော်လည်းသိချာမလေ့လာထားရအောင်။မှု2 မုထူရဲ့အရှိကောက်က complex ဒီမို့ grade 12သင်ချာရဲ့ chapter 1မှာစတော့ရမယ်ဒီမို့ရွေးထားပြီဆိုလို့ရှိရင်ဒီခရင်ရောက်စာလုံးလေးတွေကိုတုံးလို့ရမယ်တုံးပြီးတော့နည်းနည်းကြွားတယ်လို့ဘေးနားမှာဘောင်လေးတွေမရှိဘူးဆိုရင်10မိနစ်ပဲနဲ့လဲတခါတည်းနှဲ့ရင်တန်ထွက်တယ်လို့ဘောင်လေးတွေနဲ့ခတ်တာလို့ရှိရင်တော့10နဲ့တွဲနေပြရတယ်10နဲ့ပြီးဒါအောင်နှဲ့ရင်ဓာတ်တင်လေးတားလေးထွက်လာမယ်အိုင်ယိုနှဲ့ချင်ရင်တော့10မိနစ်ရင်တော့မှဒီတိုင်းနှဲ့ပဲရတယ်ဘာလို့ဆိုသူမှခွင့်မပါလို့ ရှင်းတဲ့ဒါအောင်နဲ့ရော fashion ၄ခုပေါ်လာမယ်။ဒီ fashion ၄ခုအကြောင်းကတွက်ချက်နေတဲ့ပျော်မအစဉ်ပြေမှာမို့ video တစ်ပုတ်ထပ်လုပ်ပေးပါမယ်။မုတူရိုသွားရအောင်။မုတူရဲ့ရွှေကောက်က statistic အတိတ်ပြာစင်းရင်အင်းသူ့ data analysis တွေစင်းရင်အင်းတွေမှာတုံးတယ်။ဒီ grade တွေမှာတုံးစရာမလိုတော့မို့ကျွန်တော်ထွေထွေတူတော့မပြောတော့ဘူး။ move for move for ရဲ့အရှိကောက်က base number ဒီမို့ရွေးထားရင်ဒီကအပြောင်အလဲလေးတွေကိုတုံးလို့ရမယ် ဒီပြောင်စာလုံးလေးတဲ့အရှိကောက်က decimal, hexa decimal, binary နဲ့ otero ဖြစ်ပါတယ်။ grade တွင်မှာတော့ဒီလူမျိုးတွေက binary ကိုပဲသုံးပါတယ်။ grade တွေ phase ရဲ့ chapter level မှာသုံးတာပါ။ဒီက base ဆိုတဲ့ cloud လေးကဘောင်လေးခတ်ထားတော့အရှင်းနဲ့တွဲနိုင်ပေးရတယ်။တွဲနိုင်လိုက်ပြီဆိုရင် logic gate လေးတွေပေါ်လာမယ်။ကျွန်တော် and gate ကိုရွေးလိုက်မယ်။ logic gate ရဲ့အရှိတ်ဘက်မှာ input a နဲ့အနောက်ဘက်မှာ input b ကိုထည့်ပေးရမယ်။ဆိုလိုတာက a က1 b က0ဆိုရင်အန်ကိတ်ဖြစ်တာမို့လို့အောက်ဘက်က0ထွက်မယ်နှစ်ခုစလုံး1ဆိုရင်တော့အောက်ဘက်က1ထွက်မှာပေါ့နောက်ပြီးအောက်တစ်ချက်ဆင်းလိုက်မယ်ဆိုရင်ပေါ်လာတာက decimal hexadecimal binary order တွေရဲ့အတူကောက်ပဲဖြစ်ပါတယ်တို့အချင်းချင်းကြာပြောင်းဖို့အတွက်တော့တာဖြစ်ပါတယ် move file move file ရဲ့အရှိကောက်က equation move file ကိုနှိပ်ပြီးဆိုရင် option ၄ခုထွက်လာမယ် option 1နဲ့ option 2ကမတိကိန်းဆိုင်တုံးတယ်3နဲ့4ကဆက်ခွဲကိန်းအတွက်တုံးတယ် Rate တွေတင်ချာရဲ့ chapter 3မှာတွေ့ရတတ်တဲ့ပုံစံမျိုးဥပမာ 2h + 3y = 8 equation 1 h - 4y = -7 equation 2ဒီ equation နှစ်ခုကနေ h နဲ့ y ကိုစာမပုံစံကိုဆက်တွဲရမယ်ဆိုပါစို့ဒီပုံစံကိုကြည့်ရင် equation 1နဲ့2နှစ်ခုစလုံးကဒီ number 1နဲ့တော်တော်လေးဆင့်တူတော့မို့ number 1ကိုကျွန်တော်ယူလိုက်မယ်ယူလိုက်ပြီဆိုရင်ဒါမျိုးလေးပေါ်လာမယ်ဒီမှာတံပိုးတွေအစင်လိုက်အစာသွင်းလိုက် a မှာ2 b မှာ3 c မှာ8 နောက် equation မှာလည်းဒီတိုင်းပဲအရဲ့အရှိမဘာမှမရှိရင် a မှာ1 b မှာ -4 နဲ့ c မှာ -7 ထည့်လိုက် h တန်ဘောက1 y တန်ဘောက2ဆိုပြီးတော့အပြည့်ထွက်လာမယ်။နံပါတ်2ကလည်းနံပါတ်1နဲ့တူတူပဲဆက်လေတစ်လုံးပဲပို့လာတာ။နံပါတ်3နဲ့4ကစခွဲကိန်း။စခွဲကိန်းဆိုတာကဒီလိုပုံစံတွေကိုဒီလိုပုံစံဖြစ်အောင်ခွဲလိုက်တာ။ခွဲတဲ့နေရာကတော့အမျိုးမျိုးရှိပေမဲ့ကယ်ကူလေတာနဲ့ခွဲရင်တော့ဒီပက်တန်လေးကိုမှတ်ထားရမယ်။ဒီဟာနဲ့ပဲ example ပေးလိုက်မယ်။ x2 5a 6အင်းဒီနံပါတ်3နဲ့ဆိုတော်တော်လေးတူတယ် ဆိုတော့နံပါတ်3ကိုရွေးလိုက်မယ် A က1ညီမချင်းနဲ့ B က5ညီမချင်းနဲ့ C က6ညီမချင်းနဲ့ H1 နေရာမှာ -2 H2 နေရာမှာ -3 ဆိုပြီးထွက်လာမယ်ဆိုတော့အဲ့ဒီအဖြေနှစ်ခုကိုခုနပတ်တန်ထဲမှာအစားသွင်းလိုက်ရင် H+2 တကွင်း H+3 တကွင်းထွက်လာမယ်အဲ့ဒါသူရဲ့စာခွဲကိန်းပဲနံပါတ်4လည်းတူတူပဲ H2 နဲ့ D လေးတိုးလာတာပဲရှိတာ wait 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 calculator နဲ့စာခွဲကိန်းခွဲလို့ရရဲဆိုပြီးတော့ပြောမနေနဲ့ဟော calculator မှာလည်းသူ R နဲ့ Jan နဲ့သူရှိတယ် minus 2h² minus 3h plus 2ဒီလို equation မျိုးဆိုရင် calculator နဲ့နှဲ့ရင်တော့ပြဿနာတက်ပါပြီ h² တို့ h တို့ရှေ့မှာပါတယ်မြောက်ဖို့ခင်တွေကတင်မဖြစ်ဘူးဆိုရင်အဖြေဓာတ်ရမရပါဘူးတချို့စခွဲခွဲလို့မရတဲ့ပုံစံတွေဆိုလို့ရှိရင်သူက imaginary number လို့ခေါ်တဲ့ i လေးနဲ့ထုတ်ပေးပါတယ် mu 7က table table ဆိုတော့ဆရာတွေဆွဲရတာပေါ့ဒီ mu က grade 12သင်ချာရဲ့ chapter 7နဲ့အဲ့မှာပါတဲ့ function တွေဖြစ်တဲ့ sin cos tan နဲ့အခြား function တွေဖြစ်တဲ့ log function exponential function တွေမှာတော်တော်လေးသုံးရပါတယ် grad တွေဆွဲတဲ့အခါ domain rate pdf h intercept တွေရှာတဲ့အခါမှာတော်တော်လေးသုံးရပါတယ် chapter 11လို function ပဲပေးပြီးပုံကိုကိုယ့်ဘာသာကိုခန့်မှန်းပြီးတွက်ရတဲ့အခါမျိုးတွေမှာလည်းသုံးရတတ်ပါတယ် function အကြောင်းကပြောရင်နည်းနည်းများမှမလို့ရှောက်ကုန်လိမ့်မယ်။ဒါကြောင့်နောက်ဗီဒီယိုမှာပဲကျွန်တော်ပုံစံ2အတူအသေးစိတ်လေးပြောပြပေးမယ်။ဆိုတော့ mu a ကိုသွားမယ်။ mu a က factor ဒီ mu က grade 12သင်္ချာရဲ့ chapter 4မှာတော်လေးအသုံးဝင်တယ်။ ဒီမှုကိုတက်ထားပြီဆိုရင် chapter 4မှာ factor တွေကို crop product နဲ့မျှော်တဲ့အခါမှာဘာမှတ်ထားကြမလို့တော့မိုးတုံးတန်တော်လေးအဆင်ပြေပါတယ်အလုံးအချင်းပြန်ချောက်ရရင်မှု1 computation ကိုပုံမှန်တွက်ချက်နေတဲ့အလုံးနီးပါးမှာတုံးတယ်မှု2 complex grade 2 mathematics chapter 1မှာစတော့ရမယ်မှု3 statistic စီးရင်အင်းတွေ data analysis တွေမှာတော့ရမယ်ဒါပေမဲ့ grade တွေမှာတော့မတော့ရဘူး move for base number base number ထဲက binary ကို grade 12 physics ရဲ့ chapter 11မှာတော့ရပါမယ် မူ5က equation equation ကိုသင်ချမှာ office မှာအောင်မကြာခဏတော့တတ်ပါရယ်မူ6မူ6ရ matrix တိုက်တော့မတုံဖြစ်ပါဘူးမူ7 table table ကိုဇာတ်ရည်ဆွဲတဲ့အခါ domain array example 5 keyboard etc အဲ့ဒါတွေကိုရှာလို့ရတာမို့လို့ဒီ table မူကိုရထားလို့ရှင်တမတ်တန်ရတော့ပုံစံရတော့ပါတော်လေးအဆင်ပြေပါရယ် calculator မှာလည်းအားနေချက်တွေရှိလို့သူ့ကိုယူပဲအားကိုးနေလို့မရပါဘူးမူ8မူ8ရော vector vector ကို grade 12 mathematics ရဲ့ chapter 4မှာတော့ရပါလိမ့်မယ် တော့နေရောပုတ်စာတွက်ဒီနေတူနောက်ဗီဒီယိုမှာကျွန်တော်တင်ပေးပါမယ်။ဒီဗီဒီယိုကြည့်ပြီးတော့မူရှင်းမျိုးအကြောင်းအသေးစိတ်လေးသိသွားမယ်ထင်ပါတယ်။ပြီးတော့ရှစ်အကြောင်းလည်းကျွန်တော်နည်းနည်းလေးပြောသွားတယ်။ဗီဒီယိုကရှည်သွားပြီမို့လို့နောက်နေပဲရက်လိုက်အောင်နောက်ဗီဒီယိုမှာတခြားသိတဲ့ physics concept လေးတွေကိုကျွန်တော်ထပ်ပြီးတော့ပြောပြပေးမယ်။အစောထိကြည့်ပြီးတော့ကျေးဇူးတင်ပါတယ်။